ကျသပရိသသမီးအလုံးအတွက်ဆက်ကွေရ6လ2025ကနေ25ရက်6လ2025အတွင်းမှာဂျုံလူရမယ်တပတ်စာကံကြမှာဟောကင်းကိုကဏ္ဍတစ်ခုစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကာလအတွင်းမှာကျွန်တော်မိတ်ဆွေကျသပရိသသမီးတွေပေါ့လေအဘလိုကဏ္ဍရလေးတွေဂျုံလူရတတ်လဲဆိုတော့ဒီတစ်ပတ်ကာလကတော့ကျသပရိသသမီးတွေအတွက်အဲကံကြမရဲ့မျက်နှာသာပေးမှုခံရတဲ့ရက်တစ်ပတ်ကာလထဲမှာပါတယ်ကနော်အခုရင်အသေးသေးလေးဇက်တိုက်ပေါ်ပေါက်လာလိမ့်မယ်ကိုလုံးတဲ့ကိစ္စမှန်တယ်မြတ်ကိုလုံးနဲ့ထိတယ်မှရွှေဖြစ်မယ်လို့အဲတင်စားပြီးပြောအောင်ပါပေါ့လေနော် အဲ့တော့အလုပ်နဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာလုပ်ငန်းကောင်အဲလုပ်ငန်းခွင့်မှာပေါ့လေခေါင်းဆောင်ပိုင်းယာရုပိုင်းရတတဲ့အနေအထားရှိတယ်။အဲ့တော့ယာရုတို့ဆောင်ပွဲတွေဘာတွေဖြစ်မဆိုဒီကာလမှာအောင်းလိုက်မယ်။ယာရုတို့တတဲ့အနေအထားလေးတွေကြုံရလိမ့်မယ်။အမရန်ကောင်းတယ်နော်။အချို့ကယာရုမတို့အောင်လှစာတို့မယ်ဆိုတဲ့အနေအထားတွေအတန်တွေကြားတတဲ့အနေအထားတွေရှိလိမ့်မယ်။အထက်လူကြီးအကြီးကဲတွေရဲ့ကုညီဆောင်မမှုတွေလက်တွဲခုံမှုတွေကြုံရတတ်တယ်နော်။အထက်လူကြီးတွေကကိုယ့်ကိုသဘောကျနေတာမျိုးလေးတွေအားစာဖြစ်တတ်တော့တော်တော်လေးအားကောင်းပါနဲ့အလုပ်နဲ့ပတ်သက်ရင်ပေါ့လေ။ဒါပေမဲ့အထက်ကဘလောက်ပဲကောင်းကောင်းလှုပ်ဖို့အကင်မဲ့အချင်းချင်းကိုအောင်မြင်ပြီဆိုရင်စိုးချခြင်းတဲ့လူတွေ မန္တလူတဲ့သူတွေကလည်းဘေးပတ်ချလဲမှာဝိုင်းညံ့နေတာမျိုးတွေဖြစ်တဲ့အတွက်အထူးတော့သတိထားမှာပေါ့လေဘယ်သူမှတော့မယုံနဲ့ပေါ့သို့တော့အဲအောက်လငယ်သားပြောတဲ့စကားတွေလှုပ်ဖော်ကိုင်းပြီးအချင်းချင်းတွေပြောတဲ့စကားတွေကိုနားမယောင်မိဖို့အရေးကြီးတယ်ဗျာနော်မခံစားပါနဲ့ခေါင်းထဲထုတ်လိုက်လုံနေကြအတိုင်းပုံမှန်အလုပ်ကိုပဲကြိုးစားပြီးလုပ်ပါအဲထိုက်တဲ့နဲ့အကျိုးခံစားဖို့အေကံမုတ်ချရရှိလာပါလိမ့်မယ်တချို့ကကြတော့အထက်ကအဲ့လိုမျိုးကောင်းတယ်အဲရန်တို့တခုလည်းရပြီသို့တော့ခုနကဘေးကဝိုင်းပေးလာတဲ့ဖိအားပေးတဲ့ဒဏ်တွေကိုအဲပြောစကားတွေကိုကြားပြီးတော့မခံနိုင်တဲ့အခါမှာ လက်ရှိလုပ်တဲ့အလုပ်တွေမှာမလုပ်ချင်တော့ဘဲနဲ့ထွက်ချင်ပြောင်းချင်ရွှေ့ချင်တဲ့စိတ်တွေပါပေါ်လာတာမျိုးတွေဖြစ်တယ်လို့ပါအဲ့လိုဖြစ်တဲ့အခါမှာထွက်ခဲ့ရင်ကောင်းလားမင်းမကောင်းဘူးလေအဲ့နောက်အလုပ်တစ်ခုရှာရင်အလုပ်တစ်ခုမရတာရတဲ့အလုပ်ကအဆင်မပြေတာလေးတွေသွားဖြစ်တာမျိုးတွေကြုံရတော့လက်ရှိလုပ်တဲ့အလုပ်မှာပဲနေပါလို့ပဲအကြံပေးချင်တယ်ဗျာနော်တခုတော့ရှိတာပေါ့ကိုကထွက်ပြီးတော့ခုနကလိုအများနဲ့စုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေဆက်သူရှယ်ကိစ္စတွေမလုပ်ချင်ဘူးဆိုရင်ကိုပိုင်စီးပွားရေးတခုပဲလုပ်မယ်ဆိုရင်တော့အဲထွက်ပြီးတော့ကိုပိုင်စီးပွားရေးတခုစတင်အကောင့်ထဲပို့လို့ရတယ်ဗျာနော်ဒီမှာလို့မလုပ်ဘဲနဲ့ကိုအလုပ်လုပ်ရင်တော့ရပါတယ်နော် တော့လှုပ်ပါအဲ့တော့လှုပ်တဲ့ခါမှာလဲဂျာတာရီသားသမီးတွေကအဲကိုနဲ့ကိုနဲ့အကျိုးပေးရအများကြီးတော့ရှိတာဗောလေအဲဒီကလာမှာဆိုတော့အကောင်းဆုံးကတော့အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးတွေပါလေလုပ်ရင်အရင်ကောင်းတယ်ဗျာနော်အုတ်တို့သဲတို့ကြောက်တို့အဲ့ဒါမျိုးတွေရောင်းဝယ်ဖောက်ကားရတယ်ဘီလမ်းတွေစသည်အဖြစ်ဗောလေအိမ်ဆောက်ပစ္စည်းတွေမှာပါဝင်တဲ့လုပ်ငန်းတွေလုပ်ပါအိမ်အရောင်းဝယ်တွေပါလေလုပ်လို့ရတယ်အတက်နိုင်ရင်တော့ဝယ်ရောင်းတွေပါလေပါလုပ်ပါအကျိုးပေးတယ်ဗျာနော်ပြီးတော့စီတိုင်းတွေပါလေဖွင့်ဗောဓာတ်စီတိုင်းတို့ဒီဇယ်တို့အဲ့ဒါမျိုးတွေအားစားရတယ်စံပွဲရုံတွေစီပွဲရုံတွေလုပ်ပါအမှန်အကျိုးပေးတယ်ဗျာနော် လက်ညှိုးညွှန်အောင်ရေဖြစ်တဲ့ကာလတွေမှာပါတယ်တယောက်အားနဲ့မရအောင်လောင်းစုပေါင်းဆက်ပေါင်းလုပ်ပါအကျိုးပေးပါတယ်ဗျာနော်အဲဝင်နာလုံးမလုပ်ချင်ဘူးဆိုတော့အဲ့လိုလေးလုပ်ပါနော်ခုနကကျွန်တော်ပြောတဲ့လုပ်ငန်းထဲမှာပါဝင်ဆောင်နေတဲ့သူတွေဆိုတော့ဒီကာလမှာတော်တော်လေးအားကောင်းတယ်အဲရှေ့ပုံရှေ့ကကြီးမားတဲ့သူတွေဆိုရင်အမွေနဲ့ရတယ်လို့မျိုးပတ်စံအစုလိုက်ပြုံးလာရထတဲ့ဂိမ်းထဲမှာသွားပါတယ်ဗျာနော်ဆိုတော့အေးချမ်းချမ်းရပါလိမ့်မယ်ဘာမှစိတ်မပူပါနဲ့နော်တခုတော့ရှိတယ်ကံလေးကောင်းနေဆိုတော့လည်းပဲကံကိုယုံပြီးစုဖို့တော့နင်းလို့မရဘူးဗောလေအဲဒီကလာမှာငွေချင်းနဲ့ပတ်သက်ပြီးလက်လုံလို့တော့မရပါဘူးပြီးတော့ရတဲ့ပတ်စံလေးတွေကလည်း ဟာကို့အတွက်မကုံမနဲ့ပေါ့လေမိသားစုအတွက်အိမ်အတွက်ဆိုပြီးတော့သွားကုံတာမျိုးတွေဖြစ်တတ်တယ်ဆိုတော့လေအနောက်လက်ကြည့်လိုက်လို့ရှိရင်တော့ကိုကအရှိမကြိုးစားတယ်ပတ်စံနေတော့အများကြီးရတယ်ဒါပေမဲ့အနောက်ကဘလောက်ပဲပေးပေးပေးလို့မနောက်ဘူးဆိုတဲ့အနေထားမျိုးတော့ကြုံရတတ်တော့မိသားစုကြီးကပြဿနာလေးတွေသွားကြုံရတတ်တယ်ဂယုဆိုင်ပါအနောက်မှာလည်းကို့တယောက်တည်းအားကိုပဲမျောကိုပြီးတော့စောက်ဆိုင်စားသောက်မဲ့သူတွေကလည်းထိုင်ဆောင်နေတာမျိုးတွေဖြစ်တတ်တော့သတိထားပါလို့ပဲကျွန်တော်အဲ့လိုပဲမာလို့ရမယ်ပေါ့နော်အဲ့တော့မိဘကြောင့်ဆွေမျိုးညီကိုမတော်ကသားသမီးကြောင့် စိတ်တော်ကလေးတွေရောက်တာသူတို့ကြောင့်ဝေကုံကြည့်ကြများတာမျိုးလေးတွေကတော့သွားဖြစ်လိမ့်မယ်တော့မှတော့လက်ပိတ်တဲ့ဂိမ်းတွေမှာတော့လုံးဝမပါဘူးအဲ့ဒါလေးတော့သိစေချင်တယ်ဗျာနော်အဲဒီကလာမှာပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ပေါ့လေအဲ့ဒါကမှအထူးသဖြင့်အဲဗုဒ္ဓဂုသာသမီတွေအဲတနင်္လာသာသမီတွေပေါ့လေအဲ့ဒါလေးတွေကအကျိုးပေးတယ်လို့ခေါ်တယ်အဲတခုဆိုရင်သူတို့နဲ့ပူးတွဲတာမျိုးမျိုးလို့သူတို့စီကအကြံဉာဏ်အကူအညီလေးတွေယူပါဗျာနော်အင်္ဂါတောက်ကြသာသမီလေးတွေကိုကောင်းကောင်းကြီးဒုက္ခပေးလိမ့်မယ်ချစ်သူအိမ်တော်ဘက်ကအဲ့ဒီသာသမီတွေမှာပါရင်ကိုယ်နာပြတ်တာလေးတွေဖြစ်တာ တရားတရားပေါ်တာအရှုပ်ရှက်ပြဿနာလေးတွေကြုံရတဲ့ဆိုတော့ဂိမ်းမျိုးတွေမှာသွားပါတဲ့အတွက်အထူးသတိထားပါဂိမ်းဆိုင်ပါအခြေအိမ်တော်ကြီးကအမရန်စမ်းပွင့်မယ်စမ်းအပွင့်လို့ပြီးပြဿနာဖြစ်ကိုဖြစ်လိမ့်မယ်အဲအိမ်တော်တွေဆိုရင်ဒီကာလမှာအိမ်တော်ကြီးဖောက်ပြန်မှုတွေကြုံရတာမျိုးလေးတွေဖြစ်တတ်တယ်အဲတချို့ကကိုယ့်ချစ်သူအိမ်တော်မကဖောက်ပြန်တာမျိုးဖြစ်တတ်တယ်လို့ကိုကိုယ်တိုင်ကလည်းစိတ်တွေယိုင်ပြီးတော့ဗောလေလက်ရှိအိမ်တော်ကြီးကိုစိတ်ကုန်ပြီးကွာချင်းကွာချင်းတို့မျိုးဖြစ်နေတာမျိုးလေးတွေကြုံရတော့တော့ရှေ့တဝကနောက်ဆုံးအခါပြဿနာလေးတွေပေါ်တတ်တယ်သတိထားပါငွေကြေးလေးတွေပြန်အဆင်ပြေလာပြီးကံလေးတွေကောင်းပြီးဆိုရင် ဟိုဟာလူမှုရေဖောက်ပြန်မှုတွေအမျိုးသားတွေဆိုလဲ KTB တို့ကမှဆက်သွားအငွေနှောင်းတွေ့ဓာမျိုးတွေဖြစ်တဲ့တော့လေအဲ့လိုဖြစ်ခဲ့ရင်ဝင်လာမဲ့လက်လာပါလေးတွေကမဝင်တော့မနဲ့လက်ပိတ်ချသွားသလိုလေးဖြစ်တယ်မယ်အထူးကိစ္စိုက်ပါနော်အခြေအိမ်တော်ကြီးကောင်းကောင်းကြီးဒုက္ခပေးမဲ့ကာလခေါ်တယ်အဲချစ်တို့အိမ်တော်ဘက်တွေကွဲတာပြက်တာကွဲလူလူပြက်လူလူဖြစ်တာတော့မဟုတ်ရှစ်တဝက်ခက်နောက်ဆဝက်ခက်ဖြစ်ပြီးတော့သုံးဝန်းဆိုင်တွေလေးဝန်းဆိုင်တွေဘယ်နှဝန်းဆိုင်လို့ဆိုင်မှမသိတဲ့အနေအထားတွေဖြစ်တဲ့တယ်မမေ့ပါနဲ့နော်ဂယူးစပ်ပေးပါလို့ပဲအကြံပေးခြင်းနဲ့အဲပြီးတော့အိမ်တော်တယ်ဆိုရင်တယောက်တည်းညာစီခွဲနေရတာမျိုးတွေဖြစ်တဲ့တယ်အဲ့ဒီမှာလည်းထပ်ပြီးမှခြင်းနဲ့ ်ချစ်သူအိမ်တော်ဘက်တွေကကိုယ့်အနီးအနားမှာမဟုတ်ဘဲနဲ့ရက်ဝေးနေကြတဲ့မှာရှိတဲ့သူတွေဆိုရင်တို့ရဲ့ဖောက်ပြန်မှုတွေသူ့ဘက်ကိုယ့်ဘက်တွေမှာထပြီးကြုံဝန်းတက်တဲ့အဲသတိထားပါလို့ပဲအကြံပေးခြင်းလည်းဗျာနော်ပြီးတော့မမျိုးနေမဲ့ရုပ်တရက်အိမ်တော်တွေဘာတွေကြတက်တယ်ဗျာနော်အိမ်တော်ကြနေလဲသွားရှိတာတွေ့ရတယ်ဒါပေမဲ့ဒီကာလမှာကြတဲ့အိမ်တော်ကတော့အာမိသားစုတွေစုံစုံညီညီမင်္ဂလာဖိတ်စာဝေပြီးတော့ကောင်းကောင်းမှုကိုကြတာထက်စရင်အတူတူနားလည်မှုနဲ့နေလိုက်ရတာမျိုးလေးတွေဖြစ်တာများတက်တဲ့သဘာဝတော့ရှိတာပေါ့လေဂကျူးဆိုင်ပါပြီးတော့ကျမကြီးနဲ့ပတ်သက်ပြီးတော့လည်းတခါတည်း margin နဲ့အဲကျမကြီးမှာ နှစ်ချက်ဖြစ်တတ်တယ်ဗောလေတစ်ချက်ကအာယုံသွင်းနဲ့ပတ်သက်တဲ့ယောဂဖြစ်တတ်တယ်ခေါင်းမူးခေါင်းလိုက်ခေါင်းကြီးအောင်နှောက်ကြောကြီးတက်ပြီးတော့အဲမျက်မျက်စိတွေပါမျက်ရိုးတွေပါ gain မျက်လုံးတွေပါအဲ့လိုမျိုးတိတ်မကောင်းဗောလေပြီးတော့မျက်နှာခန္ဓာကိုအရေပြားလေးပေါ်မှာအနာလိုအမှုတွေအများကြီးပေါက်ပြီးအလားပြတ်တတ်တယ်တနည်းအားဖြင့်သွေးသားနဲ့ပတ်သက်တဲ့ယောဂလိုပဲပြောရမယ်နော်အဲ့တော့အတော်လေးတော့ဂယုဆိုင်ပေးပါအမျိုးသမီးတွေကိုလည်းတစ်ချက်တည်းမာလိုက်ချင်သေးတယ်တိုင်နဲ့ပတ်သက်တဲ့ယောဂလေးတွေဂယုဆိုင်ပေးအာယုဒနာဒီအိမ်အောင်ရှိတဲ့အမျိုးသမီးလေးတွေဆိုရင်တော့ကိုဝင်ရတာမျိုးလေးတွေဖြစ်တတ်တာဗောလေဒါကောင်းပါတယ်ဒါပေမဲ့လို့ခုနက ်ချစ်သူတွေမှာလစ်ဖနီကသားတွေနေပြီးတော့မမောင်နေမနဲ့ရုပ်ရက်ထပြီးကိုယ်နေပါလေရတာမျိုးတွေဖြစ်တဲ့ဂယူဆိုင်ပါတချို့ကအဲ့ဒါလေးတွေဖြစ်တဲ့အခါမှာအကြောင်းအကြောင်းကြောင့်ဖျက်ချတာမျိုးတွေတွားဖြစ်တော့စီဝါလက်လာပါပိတ်ပြီးတော့အကုသိုလ်ပါဖြစ်တဲ့အဲ့လိုမျိုးလုံးဝအဖြစ်ခံလို့မရဘူးထပ်ထပ်လေးလေးဂယူဆိုင်ပါတချို့အသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်တော့တက်အိမ်မှာရေးတဲ့တာအလုံးတဲ့တာမျိုးတွေဖြစ်တဲ့မမေ့ပါနဲ့နော်မပေါ်ဆက်ပါနဲ့ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့လေဂျာလာရီသားသမီးတွေပညာမှာဒီကာလမှာအလုပ်တွေအရန်ပင်ပန်းတာတချောင်းတခြားအကြောင်းအကြောင်းကြောင့်ပေါ့လေလူမှုရေးကိစ္စတော်လကောင် စိတ်တွေလေနေတာမျိုးလေးတွေဖြစ်ပြီးတော့ပညာကိုအာရုံကောင်းကောင်းအပြည့်အဝမဆိုင်နိုင်တာမျိုးလေးတွေဖြစ်တတ်တယ်။ဟိုစာကျက်ရင်တော့မှအုံနောက်ထဲမရောက်တာမျိုးလေးတွေမမှီမလွယ်တာမျိုးလေးတွေဖြစ်ပြီးတော့လေအလွယ်တကူမိတာလေးတွေဖြစ်တတ်တဲ့အခါပညာရေးညံ့တာမျိုးလေးတွေဖြစ်တတ်တယ်။စောင်းမွဲကျတာမျိုးလေးတွေဖြစ်တတ်တယ်။ဂယုဆိုင်ပါလို့အကြံပေးခြင်းနဲ့ဗျာနော်။ဇွန်လ29ရက်20 21 22ရက်25ရက်အဲ့ရက်တွေမှာတော့အလုပ်ငန်းတစ်တခုကိုစတင်အကောင်ထဲပို့နိုင်တယ်။အလုပ်မရှိတဲ့သူတွေဆိုအလုပ်ရလိမ့်မယ်နော်။ဌာနကောင်းသောနေရာဌာနတွေကိုပြောင်းရအောင်မျိုးလေးတွေလည်းအဲ့ကာလမှာကြုံရတဲ့ရာထူးတို့အပြောင်းအရွှေ့တွေလည်းဖြစ်တတ်တယ်။ ငွေကြေးကိစ္စလေးတွေစကားပြောဆိုလို့အောင်မြင်မယ်။ပြီးတော့ဘာသာရေးနဲ့ပတ်သက်တဲ့ထူးခြားတဲ့ရုပ်ဝါတော်တွေဓာတ်တော်တွေမွေတော်တွေကြွားလာတာမျိုးတွေဥပမာဖျားပုံတော်တို့ရဟန္တာပုံတော်တို့ဓာတ်မျိုးတွေပါဝင်လာတာမျိုးတွေဖြစ်တဲ့ကောင်းတာပေါ့လေ။ဆိုတော့အဲအိုးသစ်အိမ်သစ်ရတာမျိုးတွေအလုတ်သစ်ရတာမျိုးတွေကောင်းတဲ့အရာလေးတွေအများကြီးဖြစ်ဒီလာပါလိမ့်မယ်။လက်ညှိုးညှိုးရေရေဖြစ်တဲ့ကာလလို့ခေါ်ပါလိမ့်ပါနော်။ဇွန်လ23ရက်24ရက်တွေမှာတော့အညံ့လေးတွေရှိတယ်ခရုဆိုင်မယ်။အထူးသဖြင့်နာမည်ဂုံတင်ကနဲ့ပတ်သက်ပြီးတော့ကြားစရာလေးတွေဖြစ်တဲ့ အမျိုးသမီးမိမကိစ္စယောက်ျားကိစ္စအဲ့ဒါတွေကိုအကြောင်းပြုပြီးတော့အချက်တကွဲအကျိုးနဲ့တွေဖြစ်မြဲနေတဲ့မျက်ခွန်းနဲ့ဖြစ်အာပေါင်ဝင်ကြမှာမျက်နှာ follow မရတဲ့အနေအထားတွေဖြစ်ရုပ်ရည်အမှုကိနေပါရင်ဆိုင်ရရောကြည့်ပေးရဒါမျိုးတွေအစားသွားဖြစ်တတ်တဲ့အတွက်အထူးဂရုစိုက်မယ်လူရင်းလူရုံနောက်ကျောဒါနဲ့တဆုံထိုးလိုက်မယ်ဘယ်သူမှမယုံမှန်းနဲ့လို့ထက်တယ်လဲလဲအကြံပေးခြင်းနဲ့ဗျာနော်အဲ့တော့ဒီကလာမှာကန်ရရဲ့ထောက်မမှုတွေအပြေအဝရအောင်အဝါရောင်အစက်ရောင်နှုတ်နှစ်ရောင်ကြက်သွေးရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါ။ဒါအပြင်သစ္စာပန်းရောင်စုံစပယ်ပန်းအုံညွန့်အောင်တပြေပန်း အဲ့ဒီဘန်တွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖျားမှာဖျားပန်းကတာပဲဖြစ်ဖြစ်အဲနေအဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကြုံရတဲ့အញ្ញံခိုက်လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပို့ကောင်းရရလေးပေးခြင်းနဲ့ရရနေနဲ့မလုပ်ကမလဲဆိုတော့အဲမုတ်လုံးကြီးပေါ်ကိုကိုယ့်ရဲ့တက်စီပေါ့လေမိမိတို့ရဲ့တက်စီမုတ်လုံးကြီးပေါ်အလုံးအရေအတွက်တိုင်းအဲ့ဒါလေးကိုဖျားမှာလူအပေါ်ကအုံသီးလင်းနန်းချင်းပေါ့လေမြန်မြန်လေးဖြူပြီးတော့ကတ်လူပေးပါဗျာနော်မိမိတို့အလိုရှိရာဆန္ဒလေးပြေဝလာလိုက်မယ်မြုပ်နေတဲ့အရာလေးပြန်ပေါ်လာပြီးတော့စီပွားလက်လာပါလေးတွေဥမောလာလိုက်မယ် ကျောင်းကနေအညာခက်လေးတွေပြခြင်းနဲ့ဆိုရင်တော့စာကလေးငှက်လေးတွေကိုမနက်စောစောလေးမှာစံလေးတွေဖြစ်စေဇပန်နံလေးတွေဖြစ်စေအကျွေးပြီးတော့အညာအခက်လေးတွေပြအောင်ဆူတောင်းပေးပါဒါဆိုရင်တော့ကျောင်းကနေအညာလေးတွေအေကံမုတ်ချပြပြောက်သွားပါလိမ့်မယ်အဲကြာသပရိသတ်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါ